အဆုတ်ကဘယ်ကိုရောက်သွားတယ်လဲဆိုတာသိပြီးဒီအဖြစ်အပျက်ကပြီးခဲ့တဲ့26ရက်နေ့၄လပိုင်း2025ထိုင်းနိုင်ငံချွန်ဘူရီပတ်ထရာမှာဖြစ်သွားခဲ့တယ်ရှင်လူဆိုးနမည်ကတုံဟွေဖူအသက်42နှစ်တရုတ်ခရီးသည်ဖြစ်တယ်ဆုံးသွားသူက LGBTQ ဖြစ်တယ်အသက်25နှစ်နမည်ကမီနာလို့ခေါ်တယ် မီနာကရင်သားတွေလည်းခွဲစိတ်မှုလှုပ်ထားပြီးလိတ်လည်းပြောင်းထားပြီးရှင့်ဆုံးသွားသူမီနာနဲ့တုံဝေဖူကဘယ်လိုတွေ့ကြလဲဆိုတော့ဖြစ်စဉ်ကတော့ပြီးခတဲ့25ရက်နေ့တုန်းကတုံဝေဖူနဲ့မီနာကတနေရာမှာသွားဆုံမိကြတယ်တဲ့ရှင့် ပြီးတော့တယောက်ကိုတယောက်ဖုန်းနံပါတ်တွေပေးကြတယ်အဲ့ဒီ25ရက်နေ့ညမှာပဲဆုံးသွားသူကတုံဝေဖူကိုဖုံးဆက်သွားပြီးစေနုံ8000နဲ့တဘောတူလဲကြတယ်ည10နာရီ17နာရီအချိန်လောက်ရောက်တော့ဆုံးသွားသူကတုံဝေဖူငားနေတဲ့အပတ်မန့်ကိုတွားရှာတယ်အခန်းထဲကိုရောက်မှဆုံးသွားသူကမင်းကလေးစစ်စစ်မဟုတ်မှတုံဝေဖူကတိတယ်တုံဝေဖူသူအဲ့လိုတိတော့ ိတ်ဆံပတ်8000ကို4000ပြန်တောင်းနေတဲ့ရှင်ဒါပေမဲ့ဆုံးသွားသူကတုံးဝေဖူးကိုပိတ်ဆံတဝက်ပြန်မပေးဘူးတုံးဝေဖူးကဆုံးသွားသူနဲ့အတူတူအိတ်ချင်နေပြောလဲဆုံးသွားသူကမပေးအိတ်ဘူးဆုံးသွားသူကတုံးဝေဖူးကိုကတင်ပေါ်ကနေလဲကန်ချလိုက်သေးတယ် ဒါကြောင့်တုံဝေဖူးသူအရန်ဒေါတာထွက်စိတ်ဆိုးပြီးဆုံးသွားသူရဲ့လက်ပင်ကိုညှစ်လိုက်လို့ဆုံးသွားသူကအဲ့ဒီကတင်ပေါ်မှာပဲဆုံးသွားတယ်တဲ့ရှင်ဆုံးသွားသူဆုံးသွားတော့တုံဝေဖူးကဆုံးသွားသူရဲ့အလောင်းကိုရေချိုးခန်းထဲကိုဆွဲဝင်သွားပြီးသူဝယ်ထားတဲ့ကက်ကြီးတွေဓာတ်တွေအခြားအိတ်တွေပစ္စည်းကလေးရာတွေနဲ့ဆုံးသွားသူရဲ့အလောင်းကိုစော့ကစားရှင်နောက်ရှင်လို့ခွဲလိုက်တဲ့ ရင်သားဆီလီကွန်တစ်ခုစလုံးကိုယူထုတ်တဲ့နှလုံးကိုလည်းယူထုတ်တဲ့ပြီးတော့အဆုတ်ကိုလည်းယူထုတ်တဲ့တစ်ဖက်ပဲယူထုတ်တဲ့ယူထုတ်ဆော့ကစားပြီးသူကျေနဲ့တော့ရေချိုးခန်းတွေကိုတန့်ရဲပြန်လှုပ်လိုက်တဲ့အဲ့ဒီနောက်သူပင်ပန်းအနားယူရှင်လို့ကတဲ့ပေါ်မှာဝင်အိတ်လိုက်တဲ့တရှင့် သူဆုံးသွားသူကိုတက်လိုက်တဲ့အချိန်မှာနနဲ့နနဲ့ရီအချိန်လောက်တက်ရှင်တုံဟွေဖူးသူ8ဒီနနဲ့6နေအချိန်လောက်မှာတော့သူအဲ့ဒီအပတ်မန့်ထဲကနေထွက်လာပြီးတရုတ်ပြည်ကိုပြန်သွားဖို့သူလေရင်ကွင်းကိုသွားလိုက်တယ်ရှင်ဒါပေမဲ့တုံဟွေဖူးလေရင်ကွင်းထက်ကိုဝင်တာနဲ့ရဲကတုံဟွေဖူးကိုဖမ်းမိသွားတယ်ပထမတစ်ချိန်ရဲကတုံဟွေဖူးကိုစစ်စေးမေးမြန်းမှုလုပ်တာခုနရွှေပြောပြတဲ့အတိုင်းတုံဟွေဖူးကထွက်ဆိုချက်ပေးခဲ့တယ်ရှင် သူကအလောင်းကိုစော့ကစားရှင်လို့အလောင်းကိုနှောက်ရှင်လို့အဲ့လိုမျိုးယူထုတ်ပြီးစော့တာအဆုတ်ကိုတော့သူအလောင်းဘေးထဲမှာပဲချထားတဲ့သူမယူသွားရဘူးလို့ထက်ဆိုချက်ပေးခဲ့တယ်။ဒီနေ့နဲ့နဲ့ရဲကတုံခွေဖူကိုဒုတိယအကြိမ်ထက်ပြီးစစ်စေးမေးမြန်းမှုလုပ်တယ်။ဒုတိယအကြိမ်တုံခွေဖူထွက်ဆိုချက်ပေးတာခါကျတော့ သူကလူကျက်မှုစီရီတွေကြည့်တယ်အဲ့ဒီစီရီထက်ကအတိုင်းသူလိုက်လောက်တာတဲ့ရှင်စီရီထက်မှာသူများကအဲ့လိုမျိုးခွဲတယ်ယူထုတ်တယ်သူစီရီထက်ကအတိုင်းကိုလိုက်လောက်တာလို့ပြောတယ်အဲ့ဒီအဆုတ်ခါကျတော့လေသူတကယ်ယူထုတ်ရတယ်ဒါပေမဲ့သူယူထုတ်ပြီးသူကတ်ကြီးနဲ့ပိုင်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 လေလို့တိတိမမွားလေးဖြစ်ဖြစ်သွားလို့ပြောက်ွယ်သွားတာတဲ့ရှင်သူမစားရတယ်လို့မယူသွားရဘူးလို့ပြောတယ်။သူ့ကိုသူယူပြီးမသွားရောင်းရတယ်လို့ စားလိုက်တာလည်းမဟုတ်ဘူးသူအပိုင်းပပိုင်းပိုင်းပိုင်းလေးလို့ပျောက်ွယ်သွားတာရှင်ကိစ္စနဲ့ပတ်သက်ပြီးဆရာဝန်တို့ထွက်ပြောတာကတော့ဖြစ်နေချေရှိတယ်သူအဲ့လိုမျိုးပိုင်းပပိုင်းပိုင်းလိုက်လို့အဲ့လိုမျိုးပျောက်ွယ်သွားတာဖြစ်နေချေရှိရဲ့ယူသွားပြီးအဲ့လိုမျိုးသွားရောက်လာတော့ဖြစ်နေချေမရှိဘူးတဲ့ရှင်ဘာလို့လဲဆိုတော့အတကယ်လို့ယူတရောင်ဖို့ဆိုရင်အာယူထုတ်တဲ့အချိန်တွေမှာရောအဲ့လိုမျိုးတင်းစီးတဲ့အချိန်မှာရောအာ ပစ္စည်းတွေရှိရမယ်တဲ့ရှင်ဥမာရေခဲတွေပါတယ်အထုပ်တွေပေါ့ရှင်နာခါကျတော့အဲ့လိုမျိုးပြင်ဆင်မှုမရှိဘူးဒါပေမဲ့တုံဝေဖူကသုံးသွားသူကိုအဲ့လိုမျိုးမတော်တဆနဲ့တက်လိုက်တာတော့မဟုတ်ဘူးဘာလို့လဲဆိုတော့ဆုံးသွားသူသူ့ကိုလာမရှာခင်ကလေးကတူအဲ့ဒီဓာတ်တွေကက်ကြီးတွေကိုဝယ်ထားတာရှင်ကြီးတော့တကယ်လို့ဆုံးသွားသူကသူ့နဲ့အတူတူမအိတ်ချင်ဘူးမပေးအိတ်ဘူးဆိုရင်ဆုံးသွားသူကိုတိုင်ကသူ့ကိုအဲ့ဒီနေရာအထိတွားရှာပါမလားရှင် ူနဲ့အတူတူတွားနေဖို့မလို့ဆုံးသွားသူကသူ့ကိုတွားရှာခဲ့တာလေရှင်ဆုံးသွားသူရဲ့သူရဲ့ရှင်တွေကပြောကြတယ်ဆုံးသွားသူကအရန်နေမှာသူကအရန်နေမှာစိတ်ထားကောင်းတဲ့ချစ်ဖို့ကောင်းတဲ့ သူများကိုအရင်အားနာတက်တဲ့သူဖြစ်တယ်တဲ့ရှင်။ဆုံးတော့သူရဲ့မိဘတွေပြောတာကတော့အရင်ဆုံးအမေဖြစ်သူပြောတာကတော့ဒီသမီးလေးကအရင်အဲမလိန်မာတယ်တဲ့ရှင်။အဖေအမေမောင်နှမတွေနေဖို့ဒီသမီးလေးကဘယ်နေငန်းချကိုတွားပြီးပိတ်ဆံတွားရှာပြီးလတိုင်းလတိုင်းအမေနဲ့အဖေကိုတလပတ်တတောင်းကနေနတ်တောင်းပို့လာပေးတယ်။အိမ်ကြီးစောက်ပေးတယ်တဲ့ရှင်။အိမ်ကြီးစောက်ပေးပြီးတာလည်းမကြတိဘူးလို့ပြောတယ်။ ပြီးတော့ဒီမတတိခင်တို့ကမှအမေကအဲ့လိုမျိုးပြီးတင်တွတ်တွင်ထားတယ်တရှင်ဆရာပြောတာကတော့အမေအသက်60ပြည့်တဲ့အချိန်မှာတတိထားတော့အမေခြေရတဲ့သူဆုံးရှုံးသွားနေခြေရှိတယ်လို့ပြောတယ်တရှင်အဲ့တော့ကအမေရဲ့အထင်က အမေဆုံးရှုံးမဲ့သူကအအဖေဖြစ်လောက်တဲ့အယောက်ျားဖြစ်လောက်တဲ့ဆုံးတော်သူရဲ့အဖေဖြစ်လောက်တဲ့တရှင်ဆုံးတော်သူရဲ့အဖေကအသက်လည်းကြီးပြီဆိုတော့အဖေထင်နေတာဒီလိုမျိုးသမီးဖြစ်မယ်လို့မထင်ထားဘူးတရှင်အမေအသက်60ပြည့်နေကဘယ်နေလဲဆိုတော့26ရနေ့ရှင်ဒီပြီးခဲ့တဲ့26ရနေ့ဆုံးသွားသူဆုံးသွားတဲ့နေ့ရှင်တုံးဟွေဖူကဆုံးသွားသူကို25ရနေ့ည ခေါ်သွားတယ်မလားရှင်ဒါပေမဲ့26ရက်နေ့နည်းနည်းမှကြက်လိုက်တယ်လေရှင်အဲ့တော့ဆုံးသွားသူအမေရဲ့အမွေနေ့မှာ ဆုံးသွားသူက ဆုံးသွားတယ်ရှင်တရားခံကိုဖမ်းမိမှန်းဆုံးသွားသူရဲ့အဖေတိတော်အဖေကရေပူတဲ့ဆုံးသွားသူကိုတပောက်ထဲလိုက်တဲ့ရှင်ဒါပေမဲ့ရဲတွေတားထားလို့အဖေလဲချော်လဲပြတာတွေဖြစ်သွားတဲ့ အဖေကတမီးကိုအရန်ချစ်တယ်တရှင်ဒါပေမဲ့အဖေပြောထွက်လိုက်တဲ့စကားတခုကြောင့်ရာမအနေနဲ့ဖြစ်သွားတယ်အဖေပြောတာတမီးကအိမ်ထောင်ဦးစီးဖြစ်တယ်အဲ့တော့တမီးဆုံးသွားတော့ဘယ်သူကအဖေတို့ကိုပိတ်ဆံပေးတော့မှလဲပိတ်ဆံရှာပေးတော့မှလဲအဖေတို့ကိုရှာကျွေးတော့မှလဲတမီးအသက်အမခံလုတ်ထားခိုင်းတာတမီးကမလုတ်ဘူးတမီးမလုတ်တော့ဘယ်သူကအဖေတို့ကိုနှစ်နာကြေးပေးမလဲလို့ အဖေကပြောထွက်ပြီးလို့ရာမတွေဖြစ်နေကြတယ်ရှင့်ဒီကိစ္စနဲ့ပတ်သက်ပြီးအဖေကထက်ထွက်ပြောတဲ့အဖေကအဲ့လိုမျိုးဆိုလို့ချင်တာမဟုတ်ဘူးတမီးကိုချစ်တယ်လို့ပြောတယ်ရှင့်သုံးသွားသူကိုတနာပါတယ်လို့ရှင့်အဆုံးသွားသူကောင်းညာပုံပွားရောက်ပါစေလို့ဆုတောင်းပေးပါတယ်ရှင့်မိသားစုဝင်နဲ့ထက်တူဝမ်းနေပါတယ်ရှင့်